ကဘာမော်မှာနော်ပထဝီနိုင်ငံရေးရချိန်ဖြစ်သွားပြီလစ်စင်နေခင်မမီတော့ဒီမိုကရေစီဒီပဲလေလူတွေသိစိတ်မဝင်စားတော့အဓိကကလူတွေစိတ်မဝင်စားဟိုမင်းတို့ခွေးတွေစိတ်မဝင်စားတာ national interest အမျိုးသားအကျိုးစီးပွားအမျိုးသားအကျိုးစီးပွားတွေကျွန်တော်တို့အားလုံးကကျွန်တော်တို့ solid uni unity စူးစီးတဲ့ system က ခက်စားလာပြီအဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအရကျွန်တော်တိုင်းရင်းသားပြည်နယ်တွေဒီခွက်ထွက်လို့မရခွက်ထွက်တာနဲ့အိမ်ဒီပါချင်းတွေရဲ့ဝါမျိုးချင်းကြုံဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့မြပြုံဖြစ်မှာမဟုတ်ခွက်ထွက်တာနဲ့မင်းတို့ကဘုံကျက်ဖို့စဉ်းစားနေမှာခွက်ထွက်တော့ဘုံကျက်နေတာယူမာနိုင်ငံတိုင်းရင်းသားများဒီနော်ဒီပြည်တော်စုကြီးမှာပြည်တိုင်းရင်းသား၈မျိုးလက်တွဲပြီးတော့နေမှာအဲ့ဒီလူမျိုးတွေအမျိုးပါတာသာသနာတည်မြဲမယ် ပြည်တော်စုကခွဲထွက်လို့မရဘူးပြည်တော်စုကခွဲထွက်တာနဲ့မကြခင်မှာပြတိုင်းမှာကြည်ရပြည်တော်စုကခွဲထွက်မှာမဟုတ်မင်းတို့ပြည်တော်စုတွေကခွဲထွက်မှာဘောလမျိုးတွေအားလုံးပဲတပေါ်ဝဘေးနဲ့မေးပြီးတမအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျေရဘော်လို့ရှိရင် channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုတွေရှင်ပြန်လို့သွားပေးခင်မှာတော့ယနေ့အော်တိုဘားလာ၁၈ရက်နေ့စနေနေ့ရက်မနက်ပိုင်းထိနောက်ဆုံးရရှိသတင်းချို့ကိုအင်းကျုပ်ဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးအချီကိုနေရာထမှန်တောင်းဆိုလိုက်ပါတယ်မနေ့ကညသတင်းစီမှာတော့ ကောင်းလိုင်းပွဲတစ်ခုကိုသွားရောက်အားပြည့်ပြီးနေဖြစ်တဲ့အတွက်ချိန်မမီခဲ့တဲ့အတွက်မတင်ပြလဲတဲ့ဒေါ်လာမျိုးတွေကိုဒီနေရာကပဲတောင်းပန်လိုက်ပါတယ်။နောက်ဆုံးသတင်းပုတ်အနေနဲ့ကတော့တေးရတာတွင်စစ်ကောင်စီကစစ်ခွေးသေးဆုံးမှုစီးမှာတော့ပြင်းပြင်းနဲ့ဖာပုံခဲမှာ၁၄កောင်အကူတိုင်းကြောက်ကြီးမျိုးနဲ့မှာ9ဦးလင်းဝင်ရောက်ခဲ့ပြီးတော့နေတိုင်းတိုင်းဘောင်းလုံးမျိုးနဲ့မှာ၄កောင် တိုင်းတိုင်းရေဦးမြို့နယ်မှာနှစ်ကောင်နဲ့အကွေးတိုင်းအဖေးမြို့နယ်မှာတော့တုံလိုင်းရေပေါ်နှစ်ဦးစစ်မကောင်းဆောင်နဲ့ကြာဆုံးခဲ့ကြကြောင်းသိရှိရပါတယ်။ထောင်သူတွေဘုံနေနဲ့ကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာစိုင်းကယ်စီးလာတဲ့မျိုးသမီးတဦးကိုကားနဲ့တိုက်မိပြီးမှအဲ့မျိုးသမီးကကားအောင်မှာပါညက်ပြီးပါသွားပါတယ်။တော်တော်လေးကမှဆူဆူရွာနေထားတဲ့ကူဖြစ်ပါလေ။အဲ့ဒါကိုတောင်ဝင်မြို့ပဲဒဏ်ရာရတဲ့မျိုးသမီးကိုစွန့်ပြေးမောင်းပြေးသွားတဲ့ကားကိုပသိမ်ကြီးမြို့နယ်ပြူစောတိဖွဲ့ဝင်တွေကားဖြစ်နေလေလို့မျက်မြင်သက်သေတွေကပြီးတော့လူမှုကွန်ရက်စာမျက်နှာတွေမှာထုတ်ဖော်ပြောကြားလာပြီးလည်းဖြစ်ပါတယ်။ကဲပြူစောတိဆိုတဲ့ခေါင်းကြီးကတော့ အားကုန်တဲ့လှုပ်ချင်တိုင်းကိုလုပ်နေတာတို့ဒီမှာဖြစ်ပါတယ်အခုလိုမျိုးပြည်သူတွေအနေနဲ့နေစဉ်နဲ့အများထိတ်လန့်စိုးရိမ်မှုတွေနဲ့နေနေရဖြစ်တဲ့အတွက်အထူးပဲကိုယ့်ကိုဝီယူဆိုင်ပြီးနေကြဖို့ဒီနေ့ကနေမှထပ်မံတီးပေးနေနောက်တစ်ခုအနေနဲ့ကတော့သဘာဝဘေးနဲ့မေးဘေးဒဏ်မှဆိုပြီးပြောနေတဲ့အတိုင်းပါပဲမြန်မာနိုင်ငံကရန်ကုန်မှာထပ်မံပြီးတော့ငလင်လှုပ်ခဲ့တဲ့အတွက်ပြည်သူတွေစိုးရိမ်ကြောင်ကြောင်မှုဖြစ်ခဲ့ရဖြစ်ပါတယ်ဒါကြောင့်သဘာဝဘေးကိုလည်းသူပဲ give ပြီးဧထိုင်ကြဖို့ထမှန်တီးပေးခြင်းပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကတော့ KNU CNF ABSD ရဲ့ပအဝင်တိုင်းဒေသဒေါ်လာရုပ်ဖွဲ့တွေ6ခုဟာ စက်ကူစုပ်ဖြစ်သွားပြီလို့ကြေညာထားတဲ့ NCA အပြည့်ရဲ့စာချုပ်ကိုကောင်တဲ့ဖော်ရန်လက်မှတ်ထိုးထားတဲ့အဖွဲ့များအလုံးပောင်းဝင်ရမယ်လို့ဂျပန်မင်းအောင်နိုင်ကပြောဆိုနေတာတွေ့ရပါတယ်။ဒါဟာနိုင်ငံလုံးပြည့်ကရက်စက်ရေး NCA စာချုပ်မှာရက်ဆိုင်သွားပြီးစက်ကူစုပ်တစ်ခုဖြစ်ရောက်ရှိသွားပြီဖြစ်ကြောင်းရင်မျိုးသားစီယုံ KNU ချင်းမျိုးသားတဝ CNF OPNLO ABSDF NMSP နဲ့ EDU တော်လိုင်းတင်များက October 13ရက်နေ့ကစူပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပါလေ။ဒါပေမဲ့မင်းအောင်နိုင်ကတော့ NCA ကိုဆက်လက်အကောင့်တွေပေါ်သွားမယ်။ NCA ကိုဆက်လက်အကောင့်ပေါ်ဆောင်နိုင်ရေးအတွက်လည်း ရွေးချယ်ခံဆိုရကလွတ်တော်ရှိရန်လူကြောင်းနဲ့မူလစတင်လက်မှတ်ရေးထိုးစဉ်ကတည်းကလွတ်တော်အစိုးရတက်မတော်နိုင်ငံရေးပါတီများတိုင်းရင်းသားနဲ့နိုင်ငံဖွဲ့စည်းများလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး NCA မှာပါဝင်ခဲ့ကြတဲ့အဖွဲ့အစည်းများအားလုံးပါဝင်ရန်လူကြောင်းမင်းအောင်နိုင်ကနေပြီးတော့ပြောဆိုတာတွေ့ရှိရပါတယ် NCA ရဲ့ပွဲကတော့လက်နက်ကင်ထားတဲ့တိုင်းရင်းသားခေါင်းဆောင်တွေရဲ့မျိုးတက်ရောက်ခဲ့ပြီးတော့ဒီကအပြင်ငင်းညာရေးကိုလူချင်းတို့ငင်းညာရေးလက်မှတ်ထိုးပြီးတော့တိုက်ပွဲတွေရပ်အောင်ဆိုပြီးလှုပ်ခဲ့ကြမှာလေလက်ရှိချိန်မှာ10နှစ်ပြည့်ခန့်နဲ့မှာဆိုရင်တော့လူပညာရှင်တွေတော်တော်များများဝင်ရောက်ပြီးတော့ဘာမဆိုင်ညာဆိုင်နဲ့ဘောမာနေတယ်တွေ့နေရပါတယ် ထူးသဖြင့်ကတော့ယုံလေးယုံလေးဆိုတဲ့ခေါင်းကတော့ပြူ sorry ခေါင်းဖြစ်တဲ့အတွက်ဒီမှာတော့လက်နက်ကင်ဖွဲ့ရှိခေါင်းရှိနိုင်ပါတယ်အခုကတော့ထူးရဲလေးပေါ့ဗျာယုံလေးရဲ့တတ်တော်ဆောင်လူလူဘာလို့လို့ခေါင်းတော်ကောင်းလေးတက်လာတာတွေ့ရပြီးတော့နောက်ဆုံးတစ်ကောင်ကတော့တရားနာရှင်ကိုမကြိုက်ဘူးမကြိုက်ဘူးအမြဲတမ်းអော်နေတဲ့အားလုံးဒီတိုင်းပဲအမှုပညာရှင်ကြီးဘင်းပညာသည်ကြီးဘိုးချစ်ဖြစ်ပါတယ်ကဲဘိုးချစ်ကတော့ဘယ်လက်နက်ကင်နေပိုင်ဆိုင်ပြီးတော့ဘာဒီကြောင့်များအခုလိုမျိုး NCA ဘွဲ့တက်ပြီးတော့အားရပါရနဲ့ဘုံမရရင်ပြီးတော့ ုံတုံကျုံတလို့ပွဲငါနဲ့ဆိုင်ဆိုင်မဆိုင်တဲ့ဝင်မနေကြလဲတကယ်ပဲမြဝါထွန်းနေမြင်တွေ့နေရဖြစ်ပြီးတော့မင်းရောက်နိုင်တဲ့ကောင်တွေနဲ့ကလည်းဘသူလာလာသူ့ထောက်ခံသမျှလူအကုန်လာခဲ့ဆိုပြီးတော့နောက်ပြဆန်တောင်းနေပြီးသူ့ကိုပြည်သူတွေကနေပြီးတော့ထောက်ခံနေဆိုတဲ့သဘောတရားကိုပြကြည့်နေတာလဲအလုံးတွေ့နေမှာဖြစ်ပါတယ်ဟုတ်ပြီငင်းရည်ရဲ့အခုဒီခက်ရစေဒေါ်လေးကပြန်ထွက်လာချင်းချာဒါပေမဲ့ဒီဒီနေနေနဲ့ဘုံချင်းနေရာတွေဒီခက်နေရာတွေရန်သားတွေဒီကိစ္စတွေဒေရောညာမှာဒီကိစ္စတွေကို ဘင်းနဲ့ဆွေးပြတာတော့ရှိပါသလားဆိုတော့ကျွန်တော်ကပြီးလာတယ်ရှိပါတယ်အဲ့တော့ကျွန်တော်ကပြီးဟိုကျွန်တော်ကြားတော့တော့ဒါကိုအကြည့်စားဆွေးနွေးအောင်ရှိပါဘူးအဲဒီလိုပြိပခမြန်မာနေတဲ့အချိန်မှာဒီကိစ္စကတော်လေးကိုဆက်ပြီးဖြစ်တဲ့ကိစ္စတခုလို့လည်းမြင်စရာရှိလို့ပြန်ပြီးဆွေးနွေးကြတာဖြစ်နေတာတဲ့ဒါပေမဲ့ဒီကြားရေးအနေနဲ့ကျွန်တော်တို့ဟို ဒီလိုကြီးနိုင်ကြည့်ပြီးပါဒါကြောင့်လည်းဆိုတော့ပြိကအမြင်မှာဆုံးအချိန်ဒီမှာအခုအပြစ်ကရစေကိုပြန်လဲပြီးတော့အသက်သွင်းဖို့ဆိုချင်ရင်ဒီလိုသတင်းစကားလေးတွေဒီလိုလေးရှိဖို့ကြောက်နေတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီကိစ္စကြောင့်ကျွန်တော်တို့ကဒီလိုကိုယ်အနေနဲ့တိုင်နေပတ်နေတိုင်နေပတ်နေဒီစပိုင်းကိုပြောတယ်ဟုတ်ကဲ့ဝါရစ်ရှင်ဆိုပြီးကျွန်တော်ကဘလို့နေတာနောက်တော့နောက်တစ်ခါကျတော့ atrocities လို့ကျွန်တော်နောက်တစ်ခါရှိတယ် ဲ့တော့ကျွန်တော်တို့ကဒီဝါရဲအရှင်ကတော့ဒီဟောပေါ်ကွန်ပက်တက်စ်နော်ဒီစစ်တိုက်နေတဲ့လူချင်းချင်းကျွန်တော်ကလုတ်တယ်ဆိုတော့ကျွန်တော်တို့ဒိတ်ပြီးဆိုတော့သဘောရအောင်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကတည်တဲ့ကျွန်တော်တို့ကတက်တက်ပြီးတော့ကျွန်တော်တို့ကရွေးချယ်ရှိရှိနဲ့ရွေးချယ်ပြီးလုတ်တယ်ဆိုရင်တော့ဒါကကျွန်တော်တို့ဒီ atrocity ပေါ့နော်ဒါကကောက်ကျစ်တယ်ဆိုတော့အဓိပ္ပာယ်ကရပါတယ်အဲ့တော့ကျွန်တော်တို့နေသလောက်ကတော့အခုဒီတော်တော်များများပါတော့နော်အဲ့ဒီတော့ ဒီကျွန်တော်ဒီပြည်ထောင်ရမှုနေနည်းလို့ပဲဆိုသုံးရဖို့ဟောအဲ့မှာဒီနိုင်ငံတော်ဘက်ကတော့တော်တော်ကြီးကိုချုပ်ကြီးထားတယ်ဆိုတော့ကျွန်တော်တို့ကတွေ့ရတယ်ဥပမာဌာနချုပ်ဒီဆိုလည်းဘုံမကျေဘူးပေါ့နော် ်တော်တော်များများချုပ်ပြီးတာဒါပေမဲ့အဲ့ချုပ်ပြီးမှုကသူ့ရဲ့ချုပ်နိုင်ငံတော်ချုပ်ပြီးမှုကနိုင်ငံတော်အကျိုးမရှိဘဲနဲ့ပေါ့နော်တက်တယ်ကျွန်တော်တို့ဆုံးရှုံးနေကျွန်တော်တို့ကစစ်တီအများကြီးကျွန်တော်တို့ပေးခြင်းပစ္စည်းရဲ့ပြေကိုကျွန်တော်တို့ကတတ်တတ်ကြီးကိုပေါ့နော်ဒီစစ်တီတွေကကျွန်တော်တို့ကဘာမဆက်ကားပေါ့နော်ကျွန်တော်တို့ကဆုလိုက်ပလိုက်ကျွန်တော်ကြောက်တော့မှာအတတ်ခံတာမျိုးအပါဝင်ပေါ့နော်ဒီလိုအမှုတွေဖြစ်လာတဲ့အခါကျတော့ဒါကိုကျွန်တော်တို့က prevention အနေနဲ့ကတော့ ယူဝါရရှင်တခုကလည်းယူရမှာဖြစ်ပါလေ။အဲ့ဒါကတော့တက်နေတဲ့နာကျင်လို့ရောဒီနိုင်ငံတော့ကျွန်တော်တို့အမြင်မဟုတ်ကျွန်တော်နိုင်ငံတော့မဟုတ်ဘူး။အကြမ်းမှကြည့်ကြတာကတော့ဒီက ီသိမှတ်တွေကိုတော့တိတိကျကျကျွန်တော်တို့ရွေးချယ်လို့ဆိုရင်သဘောတော့ကျွန်တော်တို့တွားပြီးပြပါမယ်။သို့တော်လည်းပဲအမေရိကမှာတော့ပေါ့နော်ဒီလောက်ကျွန်တော်ဒီ electronic ဒီပညာရေးခင်ဗျာကွန်ပျူတာတက်နေတဲ့လူတွေကိုယ်တိုင်တောင်မှခါတခါကြားလို့ရှိရင်အာဖဂန်နစ္စတန်မှာကျွန်တော်တို့ကအလားဒီစီးရေးပြတ်မှတ်ဆိုပြီးတော့ကျွန်တော်တို့ကငင်္ဂလာဆောင်ကိုတွားပြီးတော့ကျင်းပြတယ်ဒါကဖြစ်ခဲ့ပါတယ်။ဒါကြောင့်မလို့ဒါတွေကလည်းကျွန်တော်တို့အမြဲတမ်းမဟုတ်ဘူးပေါ့နော်။တာဝန်ပြည်နေတဲ့ကျွန်တော်ကိုရင်းစားတယ်။ဟုတ်လား။မင်းမင်းမကြားတယ်လို့ကျွန်တော်ကမိချင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ စစ်အရှိကဘောဝါရရှင်နေတဲ့ကတော့ကျွန်တော်တို့ဘာမှကျွန်တော်ကပြောစရာမရှိပါဘူး atrocity ကတော့ကောက်ကျစ်မှုဆိုတာကတော့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်ကတော့ဒီဘက်ကဆိုတွေ့တဲ့ဘက်မှာတော့ဒီကျွန်တော်ကျူးလွန်နေဆိုတာကကျွန်တော်မတွေ့ပါဘူးအဲ့တော့ဒီပြည်သူတွေနဲ့တာမန်ကတော့အားလုံးကတော့ဘုံကျဲတဲ့စကားကိုအဲ့ဒါဒီဒါဝင်ဒီဝါရရှင်တွေကတော့မမြင်နိုင်ပါဘူးဘာလို့ကျွန်တော်လည်းတို့နေရာမှာဆိုလို့ရှိရင်ထိတ်လန့်နေရမှာပါဒါကြောင့်မလို့ဒါတို့ကျွန်တော်တို့ကကိုကျင်းစားပါတယ်ဒါဆိုကျွန်တော်တို့ရဲ့ အတော့ဖဲမော်နော်ကျွန်တော်တို့ဘာမှကျွန်တော်တို့မတတ်နိုင်တဲ့အပိုင်းဖြစ်နေတယ်။နောက်တစ်ခုကဒါကတော့ဒီ wire အရှင်နေဖြစ်နေတဲ့ခါလာပန်တော့ကျွန်တော်တို့ဘလို့မှကျွန်တော်တို့ကကွန်ဗက်တက်လို့ကျွန်တော်ကဒီကျွန်တော်ညံ့ညိုင်းနေတာကတားဆီးရအောင်ပေါ့။ကျွန်တော်ကကျောင်းလုံးကျအတိုင်းပါပဲငင်းချမ်းညီလကံလှုပ်ပြီးတော့ငင်းချမ်းယူတားစီလို့မရဘူးတဲ့ကျွန်တော်တို့ဘာမှမတတ်နိုင်ဘူးဆိုတော့ခင်ဗျားတို့အမှားပါရေလှုပ်နေကြလဲခင်ငင်းချမ်းယူပွဲကိုလှုပ်ဖို့တည်းလဲဥဆောင်နေပြီးတော့ငင်းချမ်းရေးဖို့ပြဖို့အတွက် ကျွန်တော်တို့ကတော့ဒီလိုဘုံကျစ်တာတွေလုံးဝမတားနိုင်ပါဘူး။ဘာမှမတက်နိုင်တဲ့အရာပါဆိုပြီးတော့ပြောနေတာတွေ့ရပါတယ်။အဲ့လိုမျိုးပြောနေမှဆိုရင်တော့မင်းတို့ကောင်တွေဒီလိုဘွဲကိုဘာလို့လုံသေးရလဲ။ကျွန်တော်ဟာပြီးခဲ့တဲ့10နှစ်က NCA ရေးဆွဲတုန်းကလည်းကျွန်တော်အများကြီးအဲပါဝင်ခဲ့ပါတယ်။လက်မှတ်ပြည်တွင်းအသီးသက်သေအနေနဲ့လည်းလက်မှတ်ထိုးခဲ့တယ်။အဲ့တော့ NCA မှာအခန်းပေါင်း9ခန်းအချက်ပေါင်း33ချက်ပါတယ်။ဒီ NCA ကိုအခု ပြန်ပြီးတော့ဒါကျွန်တော်တို့10နှစ်ပြည့်အခမ်းအနားလှုပ်လိုက်ခြင်းအပြင် NCO ပြန်ပြီးတော့အသက်သွင်းလိုက်သလိုပေါ့နော်အသက်သွင်းလိုက်သလိုနိုင်ငံတော်အကြီးအကဲကိုယ်တိုင်တက်ပြီးတော့ဒါ NCA လက်မှတ်ထိုးခဲ့တဲ့လူတွေလက်မှတ်ထိုးတော့ပါခဲ့တဲ့လူတွေမတက်တဲ့လူတွေလည်းရှိတယ်သို့တော်လည်း NCA ကိုပြန်လက်ရှိ NCA ကတော့လက်မှတ်ထိုးတော့ပါတဲ့ကောင်တွေကမတက်ဘဲနဲ့ လက်မှတ်မလို့ပါတဲ့ဟိုးချစ်တို့ကဝင်ပြီးတက်နေရတွေ့နေရတယ်ပြီးတော့ဆယ်နှစ်ပြည့်ခန်းနာကိုဒီလိုကြီးကျယ်စွာလှုပ်လိုက်ခြင်းအပြင် NCA ပါအချက်လက်များကိုဆက်လက်အကောင့်တွေဖော်ဖို့အတွက်လမ်းဖွင့်ပေးလိုက်တဲ့သဘောလို့ကျွန်တော်မြင်တယ်အများကြီးကောင်းသောမှာဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့အဲလူတိုင်းကလည်းလိုချင်နေတာဒီလို ကျွန်တော်တို့ဒီမိုကရေစီဆိုတာလေအဲ့တော့ကျွန်တော်တို့နိုင်ငံတော်ယာယီသမရကလည်းပဲပြောပြီးပြီသူတို့ရဲ့လှုပ်ရှားရှိတဲ့လုပ်ငန်းတွေကိုတိုင်းတာတစ်ခုတည်းလှုပ်ဆောင်ပြီးတဲ့အတွက် အခုလာမဲ့ဒီဇင်ဘာလ28ရက်2025မှာအထွေထွေရွက်ကောက်ပွဲကြီးလုပ်မယ်လုပ်လို့ရတဲ့မြို့နယ်တွေမှာလုပ်မယ်လုပ်ပြီးတော့စနစ်နှစ်မျိုးနဲ့လုပ်မယ်တခုကတော့ APTP နောက်တခုကတော့ MMP ပေါ့နော် PR စနစ်ပေါ့အဲ့လိုလုပ်တဲ့အတွက်ကျွန်တော်တို့ပါတီအကြီးတွေရောပါတီအသေးတွေရောအားလုံးပါလာမယ်ပါလာတဲ့အတွက်လာမဲ့ကမ်းမင်းမြန်မာနိုင်ငံဟာဒီမိုကရေစီအစိုးရတည့်ရပေါ်ထွန်းလာမယ်ပေါ်ထွန်းလာတဲ့အခါမှာ ကျွန်တော်ထင်ပါတယ်မြန်မာနိုင်ငံကြီးရဲ့အနာဂတ်ဟာအများကြီးကောင်းသွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်။ကျွန်တော်တိုင်းသားရဝန်ကြီးဌာနရောဒါလုပ်နေပါတယ်။တိုင်းသားများခွင့်ရေးကာကွယ်စောင့်ရှောက်တဲ့ဥပဒေနေဥပဒေပြဋ္ဌာန်းပြီးတော့ကျွန်တော်ဆောင်ရွက်နေတယ်။အားလုံးကြရအောင်ထမင်းတို့ဟင်းတို့ကိုပြောနေတာဒီလိုကောင်တို့တော်လိုင်းကလာတွေပဲဖြစ်တော်လိုင်းပြီးကလာမှဖြစ်ဒီတိုင်းထားမယ်ဆိုရင်တော့မြန်မာနိုင်ငံရဲ့တော်တော်လေးကိုမှသုတ်ပြတ်သက်သွားနိုင်တဲ့နေရာနိုင်ငံထားမှရှိရနော်အဲ့မှာတိုင်းရင်းသားကြီးရာဆိုတာပါလေတိုင်းရင်းသားကြီးရာဆိုတာတိုင်းရင်းသားများရဲ့စာပေယဉ်ကျေးမှု ဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာတိုင်းရင်းသား၈မျိုးရှိတယ်သူ့ရဲ့မျိုးနွယ်စု135မျိုးရှိတယ်အဲ့တိုင်းရင်းသားချင်းချင်းသူတို့ရဲ့တယောက်ရဲ့ယဉ်ကျေးမှုတယောက်ကသိရမယ်နားလည်ရမယ်အဲ့လိုနားလည်တော့မှတယောက်ယဉ်ကျေးမှုတယောက်သိတော့မှတယောက်နဲ့တယောက်နဲ့လေးစားမှုနော်လေးစားမှုဆိုဖြစ်လာမယ်အဲ့လေးစားမှုရဲ့အောက်မှာနောက်မှာယုံကြည်မှု believing တယောက်ရဲ့ယုံကြည်လာမယ်အဲ့ဒီယုံကြည်ပြီးတော့မှတယောက်နဲ့တယောက်နဲ့ love လို့ခေါ်တယ်တယောက်ချိုးတယောက်လိုလားလာမယ်အဲ့ဒီနောက်မှမှ ျွန်တော်တို့ငိမ့်ညာရေးဆိုတာပါလာမယ်ငိမ့်ညာရေးရှိမှဖြုံမျိုးတုတ်တက်ရေးဆိုတာပေါ်လာမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဝန်ကြီးဌာနတော့အကောင်းဆုံးတိုင်းသားများရဲ့တယောက်ရဲ့စာပေချင်းမှုတယောက်ရဲ့ယူဟန်ချင်းမှုတယောက်ရဲ့ traditional ဒလိထုံးနှမ်းများကို အပြန်လှန်းသိအောင် ကျွန်တော်တို့ဝန်ကြီးဌာနလုပ်ပေးနေပါတယ်ပြီးတော့တိုင်းဒေသကြီးနေဆက်ကတိုင်းသားတွေကို ကျွန်တော်တို့ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေကိုကျွန်တော်တို့နေပြည်တော်ခေါ်တယ်။ရှမ်းပြည်နယ်ဇက်ကတိုင်းရင်းသားစာပိန်ချင်းမှုဖွဲ့တွေကိုနေပြည်တော်ခေါ်တယ်။ဘကိုးကစာပိန်ချင်းမှုဖွဲ့တွေကိုတခြားမြို့ကိုခေါ်တယ်။ခေါ်ပြီးတွဲဆုံမွဲတွေကျွန်တော်လုပ်ပေးတယ်။နောက်ပြီးတော့ရင်ချင်းမှုတွေကိုပြရတယ်။ပြီးတော့ရန်ကုန်မှာရှိတဲ့တိုင်းရင်းသားကြီးဝါမှာလည်းတိုင်းရင်းသားရှင်မျိုးရဲ့ရိုးရအိမ်နဲ့ရိုးရအုံဆောင်တွေပြပြီးတော့တောင်ရဲ့ရင်ချင်းမှုတယောက်တိချီအောင်ကျောင်းကျောင်းတစ်ယောက်ခင်မြောင်းဆောင်ဝေးပေးနေပါလေ။ကျွန်တော်က ရန်ကုန်တိုင်းကိုလည်းသွားမယ်။ကချင်ပြည်နယ်ကိုသွားမယ်။အဲ့မှာစာပေကြီးမှုဖွဲ့တွေနဲ့တွေ့မယ်။ရွက်ကောက်ဝဲဆရာအသိပညာပေးဟောပြောဝဲတွေလုပ်မယ်။ဒီမဲပေးတယ်ဆိုတာကျွန်တော်တို့နိုင်ငံသားတယောက်ရဲ့အမြင့်ဆုံးခွင့်ရဖြစ်တယ်။အချုပ်ချအာဏာသည်ကျွန်တော်တို့မဲပေးခွင့်ရှိတဲ့လူတွေမှာပဲရှိတယ်။အဲ့ဒီအချုပ်ချအာဏာရကိုယ့်ရဲ့ရရှိထားတဲ့အချုပ်ချအာဏာကို ကိုကိုစားဥပဒေပြုပါအုပ်ချုပ်ရေးလုပ်ပါတရားစီရင်ပါဆိုပြီးတော့အသေးချာမဲတပြားနဲ့ကျွန်တော်တို့တောင်းအပ်လိုက်တာအဲ့ဒါကြောင့်မဲပေးခြင်းဒီနိုင်ငံသားရဲ့အမြင့်ဆုံးခွင့်အရေးဖြစ်တယ်ဒီအသေးချာမဲတပြားကမေဆုလက်ထက်မှာကိုလုံးပေးခဲ့ပြီးပါပြီရွေးကောက်ဝင်2020ရွေးကောက်ပေါ်မှာကိုုံပေးခဲ့ပြီးပါပြီနိုင်ငံတကာမှာလည်းတူတူကြိတ်ကြိတ်ကြိတ်တိုးနေကိုပေးခဲ့တာအဲ့တောင်ကြီးရမြေပေါ်မှာတွေ့တဲ့အချိန်မှာပဲပြောချင်တာပြောထမင်းလိုဟင်းလိုပြောနေတဲ့ကောင်လေးအုပ်ချုပ်ကြခံနေမယ်ဆိုရင်တော့ ကျွန်တော်တို့ဘဝဟာနေ့စဉ်နဲ့မျှမတွေ့ရသေးရပါပဲ။ဒါကြောင့်တော်လိုင်းသည်တော်လိုင်းသည်မပြတ်ပဲနေ့စဉ်နဲ့မျှတော်လိုင်းလေးနေကြည့်ပြီးတော်လိုင်းရေးကိုစိတ်ဝင်စွာစွာနဲ့ဟောက်ပန်နေကြဖို့ဒီနေရာကနေပြီးတော့ဆက်မှန်တည်ပေးလိုက်ပါတယ်။ကျွန်တော်တို့ဒါလက်ရှိဖြစ်ပေါ်စေဖြစ်စေရရှိတဲ့တရင် challenge ပေါ်အခြေခံကြီးကြည့်ရမယ်ဆိုရင်ပေါ့နော်။အဲ့တော့လေးဆိုရင်နေရပါပြီအဲ့တော့နောက်ဆုံးအတီးပြုတ်ပဲကြံပါတော့တယ်အဲ့ဒါကျွန်တော်တိတ်မပြောချင်တော့ဘူးဗျဘာကြောင့်လဲဆိုတော့နက်ရေကန်ကိုသူတို့တိုက်နိုင်တယ်ဆိုကြတဲ့ကနော် အင်အားပဲကလာလဲဒီ PDF နဲ့ပူပေါင်းပြီးတိုက်နေဖြစ်တယ်အဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဒီစီရေးမှာအမ်တိုက်နေတဲ့စစ်တပ်ကစီရေးညံ့ဖြင်းလို့ပေါ့ဗျာနော်စီရေးညံ့ဖြင်းလို့ပါမပြတ်သားလို့ပါဆိုလိုချင်တာကအင်အားပဲကလာလဲနိုင်ပါတယ်ကွာတရန်လူလူနောက်ကိုစုတ်ပေးပါရင်နိုင်တာပဲဒါတော့စုတ်ပေးသွားလို့မစုတ်ပေးပါရင်တော်တော်တိုက်ယူအောင်မှာခိုင်ပြီးအဆက်မှရှိတယ်ဒီနေ့ရကနော်ရခိုင်နဲ့မကွေးဆက်မှရှိနေတယ်အဲ့တော့ ရခိုင်ပြည်ကလာလို့ရှိရင်ရခိုင်ပြည်မှာကိုကထိုးစစ်မဆင်ထားတဲ့ခါကျဟိုကအင်အားတွေဒီမှာလာစုနေပြီပေါ့ဒီကြားထဲမှာရခိုင်ကိုကုညီပေးနေတဲ့ဒီစီတွေပို့ပေးနေတဲ့အရာတွေကလည်းရှိရဲ့နော်လောင်စာစီတွေကလည်းရနေရဲ့အဲဒီလမ်းတကြောမှာရခိုင်ဘက်ကိုသွားတဲ့အဲဒီလမ်းတကြောလုံးပေါ့လို့မင်းမှုဘက်ကိုလာတဲ့လမ်းတကြောလုံးမှာအေးအေးဂိတ်တွေမှာအများကြီးဂိတ်တွေဂိတ်တွေများဒါတွေအားလုံးကိုရေးယူခြင်းမရှိဘူးနော်တစ်ဖက်ကအင်အားတွေကပို့လို့ရတယ်ပီဒီအက်ကလည်းသွားပူပေါင်းပြီအဲ့တော့နောက်ဆုံးပိတ်တော့စစ်တပ်ကအခုဒီစစ်တီအင်အားပို့ဖို့တော့မတော်တော်ခက်ခဲတဲ့အခြေအနေမျိုးတွေဖြစ်လာတယ် เนาะအဲ့တော့ရုံးကံပြီးတော့တိုက်ပွဲပြင်းထန်နေတယ်လို့ပြောလို့ရတယ်เนาะကြားတယ်မကြားဘူးဆိုတော့ကျွန်တော်လုံးဝတီးပြူလို့တော့တီးပြူမှုမရနိုင်သေးပါဘူးเนาะအဲ့ကိုထုံးသိန်းကပြောတယ်တရုတ်ကြီးလက်ထက်ရောက်သွားပြီညီလေးတယ်เนาะအဲ့တော့ဒီပါတီတွေကအချင်းချင်းပြည်သူတွေကိုမလုပ်ပေးမယ်ညာလုပ်ပေးမယ်ပေါ့ဆိုပြီးတော့တခြားနိုင်ငံတွေကဗာလဲတခြားနိုင်ငံတွေလိုအပြိုင်မဲဆွဲစေခြင်းနဲ့မဲဆွဲစေခြင်းနဲ့ဒါပေမဲ့ဗာလဲဘယ်လိုပြရမလဲပဲတွေးနေရတယ်เนาะ ဘာလို့လဲတဲ့ဘာတွေမျောလိမ့်မယ်ဘယ်သူကိုပေးရမှာလဲတဲ့ဟုတ်တယ်ဒီရွေးကောက်ပွဲလည်းမမြိုင်ဆိုင်ပါဘူးเนาะမမြိုင်ဆိုင်ပါဘူးဟိုတနေ့ကတော့သက်သက်ခိုင်းလို့လိုမျိုးအဲပုံပွင့်လင်းလင်းနဲ့ဒါမျိုးမေးခွန်းတွေကိုလက်ခံပြီးဖြေချရဲတဲ့တတိယတော့ကျေးဇူးတင်တယ်ဒါမျိုးလုပ်ရဲတဲ့ပါတီဂျန်နဲ့ပါတီတွေလုပ်တင်ပါလေအဲ့တော့ဘလို့ပဲဖြစ်ဖြစ်တော်တော်ခိုင်ပြောတော့ခင်ဗျားတို့ကြိုက်ချင်လဲကြိုက်မယ်မကြိုက်ချင်လဲမကြိုက်ဘူး။ဒါပေမဲ့တော့နိုင်ငံရေးအဖြစ်ဒီလိုမျိုးဒီလိုခြေနေမှာရွေးချင်ကြုံပြောရတဲ့စိတ်ဓာတ်ပေါ့နော်။အဲသူ့ရဲ့တက်တိကိုခင်ဗျားတို့ short တော့လို့မရဘူး။မ short တော့လို့မရဘူး။ဒါသူ့ရဲ့အမြင်သူ့ နိုင်ငံရေးသမားတယောက်နေသူပေးနိုင်တဲ့ဂရီနဲ့သူပြောစရာရှိအောင်ပြောသွားကျန်တဲ့ပါတီတွေလည်းအခုချိန်ကြီးဘသူကဘာပြောရဲလဲသူမျိုးပြောရဲလားဘသူတုတ်တော်မျိုးကြိုက်ချင်မှကြိုက်နေမှာကျွန်တော်လည်းကြိုက်ချင်မှကြိုက်နေမှာဒါပေမဲ့တော့ဒါမျိုးကျန်တဲ့ပါတီတွေထွက်လာပါမီဒီယာတွေနဲ့ view ပါနိုင်ငံရေးအပြစ်ဘာလို့မညာလို့မလဲနော်ပြောပါဘလူးမှပြောရဲအခုချိန်ကြီးဘုရင်လည်းပြောလို့ရှိရင်အများတို့လုပ်တဲ့ပုံစံကအခုစစ်တပ်ကိုတမင်တကာပဲဟိုဘလူးဆက်သွင်းတယ်ဖြစ်တယ်ဘလူးဆက်ဆိုတာ demonize လုပ်တယ် demonize ဆိုတာသူကစစ်တပ်ကိုရုပ်ဆိုးအကြီးတန်းအောင်လုပ်နေတာဟာကျွန်တော်ကကြောက်နေရတာစစ်တပ်စစ်တပ်ကြီးမျက်နှာကြီးသူအမျိုးသမီးကြီး เนาะဒေါ်သက်ခိုင်ဆိုတဲ့အမျိုးသမီးကြီးเนาะ तू ပြောရဲ့ပြောတယ်ကြိုက်တာမကြိုက်တာခင်ဗျားတို့အဲ့လို तू နိုင်ငံရေးသမားတယောက်အနေနဲ့ तू ဂရီးပေးနိုင်အောင် तू ပေးခဲ့ပြီးသွားတယ်ဦးမင်း online လေးရင်ကိစ္စကိုဘာပြောချင်လဲတဲ့စစ်ဦးမန်တဲ့အဲ့တော့ဦးမင်း online လေးရင်ကိစ္စကဘာပြောရမလဲဆိုလို့ရှိရင်တော့အစ်သူမတော့အချိန်ကဥပဒေအားဖြင့်ကာကွယ်ရမယ်အဲအစ်သူအကောက်ွယ်ပေးတာရအရန်ကိုများတော့ဘူးဗျာနိုင်သူကနံပါတ်1ချက်ကဘယ်လိုလဲဆိုရင်နိုင်ငံတော်ရဲ့ယာယီသမ္မတဖြစ်တာကတကြောင်เนาะအဲ့တော့သူကစစ်တပ်နဲ့ပတ်သက်ပြီးတော့ ကိစ္စရတဲ့အားလုံးဟာလည်းသူ့ရဲ့ဆုံးဖြတ်ချက်သားလည်းဟိုဘောမဆိုလို့ရှိရင်နောက်ဆုံးအဆုံးသတ်ဆိုတာတကြောင်နော်နောက်တစ်ခုအမျိုးသားနိုင်ငံရေးမှာလည်းစစ်တပ်ရဲ့ဥဆောင်မှုအခမ်းအနားဆိုတာလည်းတကြောင်နော်အဲ့ဒီတကြောင်မလို့အခုသူ့ရဲ့လေရင်ဝယ်မှုဟာခင်ဗျားတို့ကြိုက်သည်ရှိမကြိုက်သည်ရှိမြန်မာနိုင်ငံရဲ့အခြေခံဥပဒေရောဘယ်ဥပဒေစစ်ဥပဒေရောအားလုံးကကာပါပေးပြီးသားဖြစ်တယ်အဲ့တော့ခင်ဗျားတို့ပွင့်နေပြောတယ်မကြိုက်လို့ရတယ်အဲဒါမှမဟုတ်အခုသူသွားနေ state visit ပေါ့ state state visit ဆိုရဲဒီနိုင်ငံတော်အဆင့်သွားနေတဲ့ကိစ္စတွေမှာသူသုံးတယ်ဒါဥမာပြသူကဒီဒေရင်ကို နော်ဥမာပြေကျွန်တော်တို့ငပလီသွားဖို့သုံးတယ်ချောင်းသာသွားဖို့သုံးတယ်မိသားစုတွေသုံးတယ်ဟေးဆိုလို့ရှိရင်ဒါခြားစားမှုနဲ့သူ့ကိုလည်းဆွဲလို့ရတယ်ကျွန်တော်တို့နေပြည်တော်ကခြားစားမှုပေါ့ anti corruption anti corruption ကျွန်တော်တို့ဒီ commission နေနဲ့သူ့ကိုအဲ session 55နဲ့တရားဆွဲလို့ရပါတော့ဥပဒေကြောင့်နေပြောမနေမေစုလက်ထက်ကမေစုဝယ်ထားတဲ့လေးမြောင်းတော့ဘယ်ဦးမှမသွားပဲနဲ့နိုင်ငံအတွက်လုပ်နေရတာအခုလိုမေစုကိုလေရင်ဝယ်လို့ဆိုပြီးတော့လက်စားမှုနဲ့အထက်ကိုထည့်ထားတာမင်းတို့မင်းအောင်လည်းကလေးကြိုင်တော့ခြားစားတာကြီးမခြားစားရင်မဟုတ်ဘူးပြည်သူတွေကတော့မင်းတို့ကိုလမ်းအောင်မှာဒုတိုက်ဆွဲပြီးခြားအောင်နင်းမှာ တော်လိုင်းရေးအစိုးရပုံစံဖွဲ့မှာတော်လိုင်းရေးအောင်မြင်နိုင်လိမ့်မယ်လို့ကျွန်တော်ဝေဖန်အကြံပေးမှုပါတယ်ကျွန်တော်ပြောချင်တဲ့အချက်ကစစ်ကောင်စီနဲ့ပုံတံတူဘီရိုကရေစီအစိုးရပုံတံကိုဖျက်ပြီးတော့တော်လိုင်းရေးနဲ့ကန့်ကြီးတဲ့တော်လိုင်းရေးအစိုးရပုံစံဖွဲ့ဖို့ပါအဲ့ဒီအကြောင်းကို NUG ပြုပြင်ပြောင်းလဲရေးအပိုင်းနှစ်ထဲမှာပြောခဲ့ပြီးပါပြီတော်လိုင်းရေးအစိုးရဟာမလိုအပ်တဲ့ဝန်ကြီးဌာနတွေကိုဖျက်ပြရမယ်မဖြစ်မနေလိုအပ်တဲ့ဝန်ကြီးဌာနလောက်ပဲခြံထားရမယ်တချို့ဝန်ကြီးဌာနတွေကိုကော်မတီအစ်စ်လောက်ပဲပြင်ဖွဲ့ရမယ် ဝင်ကြီးဌာနအသုံးစိတ်တွေကိုလက်နက်ကင်တော်လှန်ရေးမှာပုံအော်အသုံးပြုပြီးတော့ဝင်ကြီးနဲ့အရာရှိတွေဝန်ထမ်းတွေဆိုတဲ့လူအင်အားအကုန်လုံးညီပါးကိုလည်းလက်နက်ကင်တော်လှန်ရေးမှာပဲအများစုပုံအော်ပြီးတော့အသုံးပြုရမယ်လို့အကြံပြုထားပါတယ်အစိုးရအဖွဲ့ကိုဒီလိုခြုံပြင်ပဲကျင့်ပြင်မယ်ဆိုလို့ရှိရင်စင်းစစ်ထားဖို့လိုသေးသလားဆိုတော့မေကွန်ထွက်ပေါ်လာပါတယ်ကျွန်တော်တို့လူမျိုးဟာစင်းပညာစင်းစစ်ပညာနဲ့ပတ်သက်လို့ရှိရင်တော်တော်ကိုမရင်ပါမရင်နေကြသေးပါဘူးတော်တော်လေးကိုလိုအပ်ချက်ရှိနေပါသေးတယ်အဲ့ဒီလိုအပ်ချက်ကြီးဟာဟာကွယ်ကြီးဖြစ်နေပါတယ် ပညာရဲ့ဩဃာရတွေကိုယ်တိုင်ကအချုပ်ထိပါလေ။တာမန်ပြည်သူအများအလွယ်တကူနားလည်နိုင်လောက်အောင်ရှင်းလင်းမနေပါဘူး။စီးရင်ပညာနဲ့စီးရင်ပညာဆိုတာကိုတောင်မှလူများကခွဲခြားနားမလည်ကြပါဘူး။စီးရင်ပညာဆိုတာကအင်္ဂလိပ်ဘာသာနဲ့ဆိုလို့ရှိရင် accountancy လို့ခေါ်ပါလေ။စီးရင်ပညာဆိုတာကတော့အင်္ဂလိပ်ဘာသာနဲ့ဆိုလို့ရှိရင် statistics လို့ခေါ်ပါလေ။စီးရင်စစ်ဆိုတာကတော့ audit ပါ။ ဒီကြောင့်ကိုအကျဲကြီးဆွေးနွေးဖို့ဒီနေရာမှာမလိုအပ်ပါဘူးစီးစစ်ဘာကြောင့်လိုအပ်တယ်လဲစီးစစ်ကဘာတွေလုပ်ပေးနိုင်တယ်လဲဆိုတာကိုဆွေးနွေးအကြံပြုမှာပါကျွန်တော်တို့နိုင်ငံမှာကုမ္ပဏီလုပ်ငန်းအစုအစက်လုပ်ငန်းတော်တော်များများမအောင်မြင်ပဲပြိုကွဲကြရတဲ့အကြောင်းရင်းတွေမှာစီးရင်ပညာစီးစစ်ပညာနဲ့ကုမ္ပဏီဥပဒေကုမ္ပဏီစီးမင်းတွေကိုကောင်းကောင်းနားမလည်ကြတာကအဓိကအားနည်းချက်ကြီးတွေကတခုပါတိုင်းပြည်အတွက်ဆိုလို့ရှိရင်ပို့တောင်းမှဆိုးပါသေးတယ်မြန်မာပြည်ကကုမ္ပဏီတွေရဲ့60%ရာခိုင်နှုန်းဟာစီးရင်လိန်ရေးဆွဲနေကြတဲ့ကုမ္ပဏီတွေပါမြန်မာပြည်ကကုမ္ပဏီစီးစစ်တွေရဲ့60%ရာခိုင်နှုန်းဟာလည်းစီးရင်လိန်ရေးဆွဲတင်ပြနေကြတာပါ မြန်မာပြည်ကကုမ္ပဏီအခွင့်အရေးတစ်ခုလုံးဟာလေလူတိုင်းလက်စားနေတဲ့ရုံမှာပညာသားတွေဝန်ထမ်းတွေကိုကျွန်တော်ဆွတ်ဆွဲတဲ့ဆွတ်ဆွဲချက်ကပြစ်ထန်လာကြည်လားအတင်ရဲလာကြည်လားလို့တချို့ကထင်ကြပါလိမ့်မယ်ကျွန်တော်ကအဲ့ဒီလောကအကြောင်းကိုကောင်းကောင်းသိတဲ့လူတယောက်ကြွန့်ကြန့်ကြင်ကြင်နားလည်တဲ့လူတယောက်မလို့အဲ့ဒါလောက်ရဲရဲရင်ရင်ဝေဖန်ပြောဆိုရတာပါတကယ်သိတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့60ရာခိုင်နှုန်းဆိုတာဟာအလွန်တညာထောက်ထားဆိုတာပြောနေတာဆိုတာကိုသိကြပါလိမ့်မယ် အဲ့လိုဖြစ်နေအောင်စနစ်ကြီးကဖန်တီးထားတာပါတိတိကျကျပြောရမယ်ဆိုလို့ရှိရင်စစ်အာဏာရှင်စနစ်ကစနစ်တကျဖန်တီးထားတာပါအန်ယူဂျီဆိုရမှာစဉ်စစ်ထားဖို့လိုအပ်ပါတယ်ဘာကြောင့်လိုအပ်တယ်လဲဆိုတော့ငွေကြေးအလွဲသုံးစားလောက်တာမျိုးမရှိအောင်ပါဒီချက်ကတော့လူတိုင်းသိပြီးသားချက်ပါငွေကြေးကိုအလွဲသုံးစားမလုပ်အောင်ငွေကြေးပျောက်ပြက်တာဆုံးရှုံးတာတွေကိုသိနိုင်အောင်စဉ်းထားဖို့စဉ်စစ်ဖို့လိုအပ်ပါတယ်ဒီချက်ကအများသိပြီးသားအချက်ဖြစ်တဲ့အတွက်အကျယ်မချစ်တော့ပါဘူး စင်းစစ်တယောက်အနေနဲ့အဲ့ဒီထက်ပိုလုတ်ပေးနိုင်တဲ့အရာတွေရှိနေတယ်ဆိုတာကိုအများသိအောင် NUG ခေါင်းဆောင်တဲ့လူတွေသိအောင်ထောက်ပြကြပါမယ်။ဆောစောကပြောခဲ့တဲ့ငွေကြေးအလွဲသုံးစားမလုပ်အောင်လေးလွတ်မှုမရှိအောင်စစ်ဆေးတဲ့စင်းစစ်ကိုဘဏ္ဍာရေးစင်းစစ် financial audit လို့ခေါ်ပါတယ်။အဲ့ဒီအပြင်မှာအရေးကြီးတဲ့စင်းစစ်လုပ်ငန်းကြီးနှစ်မျိုးရှိပါသေးတယ်။အဲ့ဒါကတော့ performance audit နဲ့ compliance audit ပါ။ performance audit ဆိုတာကအဖွဲ့အစည်းတစ်ခုလုပ်ငန်းတစ်ခုဟာငွေကြေးကိုအသုံးချရမှာအကောင်းဆုံးအကျိုးရှိဆုံးအသုံးချနေတာဟုတ်မဟုတ်စစ်ဆေးတဲ့စင်းစစ်ပညာပါ။အဖွဲ့အစည်းတစ်ခုဟာ ငွေကျပ်တသိန်းကိုအသုံးပြုတယ်ဆိုတော့အဲ့ဒီငွေတသိန်းကိုကိုချိုးအတွက်အသုံးမပြုဘူးအလွဲသုံးစားမလုပ်ဘူးဆိုယုံလောက်နဲ့မလုံလောက်သေးပါဘူးကျပ်ငွေတသိန်းကိုတသိန်းမို့အကျိုးရှိအောင်အကောင်းဆုံးဖြစ်အောင်အသုံးပြုမပြုကိုလည်းစစ်ဆေးရပါတယ်အဲ့ဒါဟာ performance audit ပါငွေတသိန်းရဲ့တန်ဖိုး value of money ကိုအကောင်းဆုံးအကျိုးရှိဆုံးအသုံးပြုတာဟုတ်မဟုတ်စစ်စစ်တာမျိုးကို performance audit ကလုပ်ပါတယ်ဥမာငွေကျပ်9000ကိုမုံပြတဲ့ဝယ်စားတာနဲ့နွားနို့ဝယ်တော့တာဘယ်ဟာကကျမရဲ့အတွက်ပိုကောင်းတယ်လဲဆိုတာမျိုးကျမရဲ့အတွက်ကောင်းတာကတော့ဟုတ်ပါရဲ့ကိုကို ဘယ်ဟာကစိတ်ကျဉ်တတ်မှုပိုပေးနိုင်ကြလဲဆိုတာမျိုးတွေကိုစဉ်းစားချက်ချင်းတာဟာ performance audit ရဲ့အခြေခံတွေးခေါ်နည်းတချို့ပါတချို့ကပြောပါတယ်လက်နက်မှောင်ကိုရောင်းဝယ်တဲ့အလုပ်ငန်းကရှုပ်ထွေးတယ်လက်ရှိဒေါ်လာရင်းမှာရှောင်လွှဲလို့မရဘဲနဲ့လုပ်နေရတယ်အဲ့ဒါလိုလုပ်တဲ့အခါမှာအလိန်ခံရတာတွေဆုံးရှုံးရတာတွေဟာရှောင်လွှဲလို့မရဘူးတဘာဝကြစွာကိုပဲရှိနေတယ်အဲ့ဒါတွေကိုအလိန်ခံရမှာဆုံးရှုံးမှာကြောက်လို့မလုပ်ရင်အလုံးမဖြစ်ပြန်တယ်နေတာပဲရှိမယ်အဲ့ဒါလိုဆုံးရှုံးမှုမျိုးကိုငါတို့ကဘလို့စင်းတင်ပြမှာလဲလို့မေးပါတယ်ဟုတ်ကဲ့ အဲ့ဒါကိုဆင်းတင်လို့ရပါတယ်အဲ့ဒါမျိုးကို abnormal loss ပုံမှန်မဟုတ်တဲ့ဆုံးရှုံးနေတာမို့လို့အမြင်တက်ပြီးတော့ဆင်းတင်ရပါတယ်အကျိုးအကြောင်းကိုတိတိကျကျရှင်းလင်းတင်ပြပြီးတော့ abnormal loss အဖြစ်နဲ့ဆင်းတင်ရပါတယ်နောက်တခြားတစ်ဖက်ကလည်းထောက်ပြကြပါတယ်အဲ့ဒါလို့ဆင်းတင်လို့ရကြတဲ့ဆိုလို့ရှိရင်အများပြည်သူလူထုနဲ့ငွေတွေကိုလက်နက်ပွဲစားကလိန်လို့ကုန်ပါပြီဆိုတာမျိုးကြည့်ပဲဆင်းတင်နေလို့ရှိရင်မခက်ပေဘူးလားလို့ထောက်ပြပါတယ်ငွေကြေးသုံးဆွဲတဲ့သူဟာ due professional care လို့ခေါ်တဲ့ professional တယောက်ထားရှိတဲ့ထားရှိအပ်တဲ့ သတိပြုမှုနဲ့စိတ်ကျဉ်းနှုံတရားတွေကိုတုံးခဲ့သလားဆိုတာကိုရှင်းစစ်ကဆက်ရပါတယ်။သူဟာအမှန်တကယ်ကိုစေတနာထားလှုပ်ဆောင်ခဲ့တဲ့ကြားကသတိထားခဲ့တဲ့ကြားကလုပ်ငန်းသဘာဝအကြောင်းမလွဲမရှောင်သာတဲ့ဆုံးရှုံးမှုမျိုးဖြစ်ပေါ်ခဲ့တာလား။ဒါမှမဟုတ်သူကနမောနမဲလို့လို့ပော့ဆာလို့ဆုံးရှုံးခဲ့တာလား။ဒါမှမဟုတ်ပွဲစားနဲ့နှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့ရိုက်စားလုပ်သွားသလားဆိုတာကိုရှင်းစစ်ကဆက်ရပါတယ်။ဟာရှင်းစစ်ကစင်းမဲစစ်တမ်းမှာပေါ့။နက်နက်ပွဲစားလုပ်ငန်းကို तू ကဘာနားလေတာမှတ်လို့လို့ဘလို့လို့သိမှလဲလို့တချို့ကဆော့တကတက်နိုင်ပါလား။ဟုတ်ပါတယ်။ရှင်းစစ်ကအကုန်သိနိုင်ပါဘူး။ဒါပေမဲ့ရှင်းစစ်ဟာ ကျွမ်းကျင်ပညာရှင်ရဲ့အကြံဉာဏ်ကိုရယူပိုင်ခွင့်ရှိပါတယ်။ဥပမာတစ်ခုကိုပြောပြအောင်မယ်။အလွန်တော်တဲ့စင်းစစ်အဖွဲ့တချို့ကစင်းစစ်အဖွဲ့တစ်ဖွဲ့က MOGE လို့ခေါ်တဲ့မြမအရင်နဲ့တဘာဝတန်ခွေလုပ်ငန်းကိုစင်းစစ်ခဲ့လို့ပါတယ်။အဲ့ဒါလို့စစ်ရမှာကျွမ်းကျင်ပြီးတော့ဝါရင့်နဲ့အစ်စ်မြင့်ဝန်တန်းတချို့ကရေနံတိုင်ကြီးအကြီးကြီးတွေကရေနံတွေကိုခိုးထုတ်ရောင်းစားပြီးတော့ရေနဲ့အစားထုတ်ဖြစ်ထားပါတယ်။ရေနံဂါလန်တထောင်ကိုခိုးထုတ်ရောင်းစားထားတယ်ဆိုလို့ရှိရင်ရေဂါလန်တထောင်ကိုအစားထုတ်ဖြစ်ထားတာပါ။ ရေနံတိုင်းကြီးမှာပေါ်နေတဲ့ရေနံအမှတ်သားကအပြည့်ရှိနေပါတယ်ဒါပေမဲ့အောက်မှာကရေတွေပါရေကအောက်မှာနေတာဆိုတော့အလွယ်တကူမသိနိုင်ပါဘူးဒါပေမဲ့စင်းစစ်အဖွဲ့ကကျွမ်းကျင်ပညာရှင်တွေရဲ့အကြံဉာဏ်ကိုယူခဲ့ပါတယ်အဲ့ဒါလိုအကြံဉာဏ်ယူပြီးတဲ့နောက်မှာဒုတ်တန်တစ်ခုမှာဓာတုဗေဒပစ္စည်းတုပ်လိုက်ပြီးတော့ရေနံတိုင်းကြီးလေးကိုထောက်ဆစ်ခဲ့ပါတယ်ရေနဲ့ထိတဲ့အချိန်မှာအယောင်တစ်မျိုးရေနံနဲ့ထိတဲ့အချိန်မှာအယောင်တစ်မျိုးပေါ်လာပါတယ်တိုင်ကြီးထဲမှာရေနံဘဏ္ဍကာလန်ရေဘဏ္ဍကာလန်ရှိတယ်ဆိုတာအတိအကျပေါ်လာပါတယ်စင်းစစ်လောကမှာအဲ့ဒါလိုစင်းစစ်နီးနာတွေရှိပါတယ်ကျွမ်းကျင်သူနဲ့ အကြံဉာဏ်ယူတိုင်ပင်စစ်ဆေးရင်အပြည့်အမှန်ကိုသိနိုင်ပါတယ်။နောက်ထပ်ဥမာပြောမယ်ဆိုလို့ရှိရင်ကြီးစံတထောင်ကိုချက်တထောင်နဲ့ဝယ်လို့ရနိုင်တဲ့နေရာရှိပါရဲ့နဲ့ချက်တထောင်တထောင်ပေးပြီးတော့ဝယ်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒါဟာငွေကြေးကိုလုံလောက်တဲ့ချွေတာတုံးဆက်မှုမလို့ခွင့်နဲ့ဖြုန်းတိတာဖြစ်ပါတယ်။အဲ့ဒါမျိုးကို performance audit ကစစ်ပေးနိုင်ပါတယ်။နိုင်ငံရေးအလုပ်လုပ်ရမှာကျင်ကားဝင် hotel ကြီးတက်တဲတာမျိုးလေယာဉ်စီးရမှာ business class ကတက်စီတာမျိုးကအမှန်တကယ်လိုအပ်ရလား။ဒါမှမဟုတ်အများပြည်ရဲ့လှူဒန်းငွေကိုအလွဲသုံးစားလုပ်နေတာလားဆိုတာမျိုးကို performance audit ကစစ်ပေးနိုင်ပါတယ်။ဒါပြင် compliance audit ဆိုတာလည်းရှိပါသေးတယ်။ ငွေကြေးတုံးဆွဲတာတွေလုပ်ငန်းလုပ်ကင်တာတွေဟာအဖွဲ့အစည်းရဲ့ရည်မှန်းချမှတ်ထားတဲ့လုပ်ငန်းတာဝန်မစ်ရှင်နဲ့ကန့်ညင်မှုရှိမရှိအဖွဲ့အစည်းရဲ့ policy နဲ့ကန့်ညင်မှုရှိမရှိအဖွဲ့အစည်းကချမှတ်ထားတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ကန့်ညင်မှုရှိမရှိစစ်ဆေးတာပါအစိုးရအဖွဲ့ကဒေါ်လာ3000ကိုအစိုးရဝန်ကြီးဌာနတွေရဲ့စီမံခန့်ခွဲမှုကုန်ကြမ်းဆိတ်အဖြစ်ဒေါ်လာ3000ဒုက္ခသည်ကုန်ကြီးရဲ့အတွက်ဒေါ်လာ3000လက်နက်ဝယ်ယူရေးနဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုရိတ်ခါအဖြစ်အသုံးပြုဖို့အတွက်ဒေါ်လာ4000အသုံးပြုရဲဆိုပါတော့အဲ့ဒါဟာတော်လန်ရေးအဖွဲ့ရဲ့ mission နဲ့ကန့်ညင်မှုရှိမရှိကို compliance audit လုပ်ပြီးတော့အကြံပေးနိုင်ပါတယ်။တော်ရဲဖွဲ့ရဲ့ mission ကိုတော့နိုင်ငံရေးကောင်းဆောင်တွေကစင်းစစ်ကိုနားလည်အောင်ရှင်းပြထားဖို့လိုပါတယ်။စင်းစစ်ကဘလို့စစ်တယ်လဲဆိုတော့အဲ့ဒီတုံဆွဲတဲ့ငွေတွေကိုအချိုးချပြီးတော့စစ်ဆေးပါတယ်။ဥမာဝန်ကြီးဌာနစီမံခန့်ခွဲမှုအတွက်တုံတာနဲ့လက်နက်ကင်တော်လိုင်းအတွက်တုံတာဟာတုံချိုလေးဖြစ်နေတယ်။လက်နက်ကင်တော်လိုင်းအတွက်ပို့ပြီးတော့အသုံးပြုထားတာမှန်ပေမဲ့တော်လိုင်းရဲ့အတွက်လိုအပ်ချက်တော်လိုင်းရဲ့ရည်မှန်းချက်နဲ့နှိုင်းရှင်ဆန်ထိုးပြီးတော့စီစစ်လို့ရှိရင်ဝန်ကြီးဌာနအတွက်တုံတဲ့အသုံးစရာဟာသိမ့်များနေတယ်ဆိုတာမျိုးကိုစင်းစစ်ကထောက်ပြနိုင်ပါတယ်။ ။ဒါပြင်ဝင်ကြီးဌာနအသုံးစိတွေထဲမှာဘယ်အပိုင်းကိုဘလို့ချိုးချံချွေတာတဲ့လဲဆိုတာကိုလည်းထောက်ပြအကြံပေးနိုင်ပါလား။ဒုက္ခတဲ့အတွက်အသုံးပြုထောက်ပံ့ရမှာစစ်ဖေးရှောင်ဒုက္ခတဲ့အတွက်30ရာခိုင်နှုန်း CTM အတွက်80ရာခိုင်နှုန်းအသုံးပြုရဲဆိုတော့အဲ့ဒါဟာတော်လိုင်းရဲ့ဖွဲ့ကချက်မှတ်ထားတဲ့ policy တွေနဲ့ကိုက်ညီမှုရှိရလားဆိုတာမျိုးကို compliance audit ကစစ်ဆေးပေးနိုင်ပါတယ်။ Iraq ကို American ကဒုတိယအကြိမ်ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှာထွက်ခဲ့တဲ့ American စစ်စစ်ချုပ်အစီရင်ခံစာဟာနာမည်ကြီးပါတယ်။ကုလသမဂ္ဂရဲ့အတည်ပြုချက်မရပဲအဲ့ဒီတုန်းကသမ္မတ Bush က Iraq ကို ကျူးကျော်ခဲ့တာဟာ compliance audit နေရာဆစ်ဆစ်တဲ့အခါမှာလုံတင်လုတ်ထိုက်တဲ့မူဝါဒနဲ့အကန့်ညီမှုမရှိဘူးဆိုတာကိုထောက်ပြခဲ့ပါတယ်။စင်းစစ်ချုပ်ဟာအဲ့ဒါလောက်ထိလုတ်ပင်နေပါတယ်။တိုက်ပြည်တစ်ပြည်မှာအရေးကြီးတဲ့ချုပ်လေးချုပ်ရှိပါတယ်။အဲ့ဒီချုပ်လေးချုပ်ကဝန်ကြီးချုပ်တရားသူကြီးချုပ်ရှင်းနေချုပ်စင်းစစ်ချုပ်တွေပါ။ရှင်းကချုပ်သုံးချုပ်ကိုပဲလူတင်များပြီးတော့စင်းစစ်ချုပ်ရဲ့အရေးပါမှုကိုသိတဲ့သူနဲပါတယ်။အဲ့ဒီအရေးပါမှုကိုသိလို့ဆရာဦးမော်တန်ကဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်မှာစင်းစစ်ချုပ်အလုပ်ကိုလုပ်သွားတာပါ။ဒါတောင်စစ်တပ်စင်းတွေကိုစစ်ခွင့်မရခဲ့ပါဘူး။မြန်မာနိုင်ငံမှာစင်းစစ်ချုပ်လုပ်ဖူးခဲ့သူတိုင်းဟာ စင်းစစ်ချုပ်အလုပ်ကိုတကယ်နားလည်တဲ့သူတွေမဟုတ်ကြပါဘူး။ဥမာပြောမယ်ဆိုလို့ရှိရင်ဒေါက်တာကန်ဆာဟာစီးပွားရေးပညာရှင်မှာစင်းစစ်ပညာကိုသူနားမလည်ပါဘူး။ဥလုံးမောင်ကတော့ပို့တောင်မှဝေးပါတယ်။တက်ထက်မှစင်းကိုင်ပညာအခြေခံတော့သင်မှုတာနဲ့စင်းစစ်ချုပ်တက်လုပ်တဲ့သူပါ။ဥမော်တန်းနဲ့ဥမျိုးပြင်းတို့ကစင်းစစ်ပညာကိုအမှန်တကယ်နားလည်တဲ့သူတွေပါ။စင်းစစ်ချုပ်ရောမှာညွှန်ကြားမှုလုပ်သွားပြီးတော့ဥခင်ညိုဆိုလို့ရှိရင်စင်းစစ်ပညာကိုကောင်းကောင်းကျွမ်းကျင်သူပါ။ကမ္ဘာမှာစင်းစစ်တွေစင်းစစ်ချုပ်တွေက အကောင်းဆုံးအကျိုးပြုသွားနိုင်တဲ့နာမည်ကြီးအဖြစ်အပျက်တချို့ရှိပါတယ်။ဥပမာတချို့ကိုပြောရမယ်ဆိုလို့ရှိရင်ကနေဒါက Gomery Commission ကိစ္စ၊အိန္ဒိယက Tucci Spectrum ကိစ္စ၊ကင်ညာက Ghost Project ကိစ္စအစတပြင်အများအပြားရှိပါတယ်။ဒါ့အပြင်စင်းစစ်ပညာမှာ System Audit တို့ Operation Audit တို့ဆိုတာတွေရှိပါသေးတယ်။ System Audit ဆိုတာကတော်လိုင်းရေးအဖွဲ့အခုတော်လိုင်းရေးအဖွဲ့ကိုအစိုးရပုံသဏ္ဍာန်ဝန်ကြီးဌာနတွေဖွဲ့ထားတာ။ဒုဝန်ကြီးတွေအတွင်းဝင်တွေညှို့မှုတွေနဲ့ ဖွဲ့ထားတာဟာငွေကြေးတုံးဆွဲမှုအရာတော်လန်ရေးရီမန်းချက်အရာကောင်းမွန်မှန်ကန်တဲ့စနစ်တစ်ခုဟုတ်ရလားလုပ်ငန်းလေပတ်မှုအရာကောင်းမွန်မှန်ကန်တဲ့စနစ်တစ်ခုဟုတ်ရလားကောင်းမွန်မှန်ကန်တဲ့ဖွဲ့စည်းပုံဟုတ်ရလားဆိုတာကိုစဉ်စစ်ပညာရှုထောင့်ကနေစစ်ဆေးအကြံပေးနိုင်ပါတယ် operational audit အနေနဲ့ဆိုလို့ရှိရင်လည်းလုံဆောင်ချက်တစ်ခုချင်း operation တစ်ခုချင်းစီမံကိန်းတစ်ခုချင်းဟာအောင်မြင်ရလားအကောင်းဆုံးဖြစ်ရလားဆိုတာတွေကိုစစ်စစ်ပေးနိုင်ပါတယ်အဲ့လိုမျိုးတွေကိုလုပ်ပေးနိုင်တဲ့ပညာရှင်တွေပမာပြီမှာအများကြီးရှိပါတယ်တကယ်လို့သာ NUG အဖွဲ့ကအကူအညီတောင်းမယ်တာဝန်ပေးမယ်ဆိုရင် လုတ်ပေးခြင်းတဲ့သူတွေလည်းရှိပါလိမ့်မယ်အဲ့ဒါကြောင့်စင်းစစ်ဆိုတာထားတင်ပါတယ် external audit မထားရင်တောင်မှ internal audit တော့ထားတင်ပါတယ်အများပြည်သူကိုစင်းစစ်အစီရင်ခံစာထုတ်ပြန်ဖို့အချိန်နဲ့မပေးသေးဘူးဆိုရင်တောင်မှဝန်ကြီးတွေစီကိုစင်းစစ်တင်ပြပေးမယ်စင်းစစ်အစီရင်ခံစာမျိုးတွေလိုအပ်ပါတယ်ဘယ်လိုမျိုးတွေအားလုံးပဲဒီမျိုးတွေ့ခဲ့တဲ့အကြောင်းအရာလေးကတော့ဆရာကိုသိမ်းမြတ်ကနေပြီးတော့ နဲ့ပတ်သက်ပြီးတော့ထပ်မံပြီးဝေမထောက်ပြသွားတော့တွေ့ရဖြစ်ပါတယ်။တော်လမ်းမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတော်တော်လမ်းပြည့်ကျွန်တော်ရဲ့ကိုကြည့်ရပရိုဂျက်ရှင်ချန်နယ်လေးကို Like and Subscribe လုပ်လိုက်စကားပြီးဘေးကခွန်တာချင်မြေတက်လာသမျှပြီးတွင်တဲ့အားလုံးကြည့်ရှုနားဆင်နေရဖြစ်ပါတယ်။တော်လမ်းမျိုးတွေအားလုံးပဲငလင်ဘေးနဲ့တဘာဝဘေးတွေမေးပြီးဒီတန်ကမြန်သုံးကင်းဝေးကြပါစေလို့ထပ်မံတောင်းဆိုပြုနေတယ်ပဲဒီနေ့မနက်ဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်။ညရှင်းနိုင်တဲ့သတင်းမှပြန်လည်ဆုံတွေ့ကြပါမယ်။